လူဝင်စားမင်္ဂလာပါကုလူတို့အခုကျွန်တော်တင်ဆက်ပေးမှာကတော့စိုင်းစရာတော်တာဆွေရဲ့ဝတ္ထုတူတစ်ပုဒ်ဖြစ်တဲ့လူဝင်စားဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။နာစင်ခန်းစားအားပေးကြပါဦး။ လူဝင်စားဆိုတာကိုခမယုံသလားမယုံလားတော့ကြုံမသိဘူးကျုပ်တို့ရွာဒေါ်ကြာညိုတို့လူတိုက်ကအထူးပဲယုံကြည်ကြတယ်ဗျဒီလိုယုံကြည်တဲ့အကျိုးကျေးဇူးပဲဆိုရမပေါ့သူတို့လူတိုက်တွေကလူကြီးကြီးမားမားထင်းထင်းရှားရှားလူများသေသွားပြီဆိုရင်ဒီဘဝဒီမျှနဲ့ပဲကိစ္စပြတ်သွားပြီမထင်လေးနဲ့သေပြီတဲမကြလောက်သူတို့သားချင်းထဲမှာပဲလူပြန်ပြန်ဖြစ်လာကြတယ်ဗျာ သူတို့ကကြောက်ကြဘူးတဲ့လူသေးလူဖြစ်ဆိုတဲ့စာအုပ်ကိုမဖတ်ဘူးဆိုတာတော့ကျုပ်ကကြားနေပြီးကြိမ်တွေတောင်ပြောရဲပါတယ်။ဘာကြောက်လဲဆိုရင်သူတို့လူတိုက်ဟာအများအားဖြင့်ဘိုးအုပ်ကိုင်စာဖတ်နိုင်လောက်အောင်စာမတက်ကြဘူး။အကြောင်းသိလို့ပြောရအောင်မယ်။လွန်ခဲ့တဲ့ကြံတွင်းတုန်းကပဲသူတို့ဆွေမျိုးသားရဲ့ဧကန်မန်းတမသူတို့တွေကတော်တော်လေးစွာတဲ့မလှချုံကပြောနေတဲ့ဗျာ အသုံးလုံးနဲ့ဟေ့အသက်ကြီးလဲစာတင်ရမယ်တင်ရင်တက်တာပဲလူကြီးတွေအားတဲ့အချိန်မှာလာတင်ကြပါလို့အတင်းတရားဟောခံရတာနဲ့ငါသွားတင်ရတယ်အေးကာကြီးခါခွေးတော့ငါကြားဘူးနားဝါနဲ့နှုတ်ကရနေတာပါပဲအေးရေးရကြတော့မလွယ်ဘူးဟေ့တာတလင်းကြီးထဝွန်ပဲဓာရင်ကောက်လေးရောက်ရောဟိုဟာဒီဘက်လှည့်ဒီဟာဟိုဘက်လှည့်နဲ့ရှုပ်ကြော် ခတ်တယ်ဟဲ့ငါမတင်ရင်တော့တော်ပြီဆိုပြီးငါနောက်ထပ်မသွားတော့ဘူးသူ့စာတင်လို့ငါရေးတက်ဖတ်တကောဘာလို့အောင်မလဲကိုအလုတ်လုံနိုင်မှထမင်းစားဖို့ရတာမဟုတ်လားအလကားပါအေးဒီသေးကာနီမျက်နှာမွေးကြီးတွေလိုက်ပြီးစာတင် ခိုင်းနေတာတတ်တတ်မယောင်ရစီလူးတာပါဒီမလှချုံရဲ့အသက်က90လောက်ရှိလောက်မှာပေါ့ဒါလို့ ਨੇ သူတို့လူတိုက်ထဲမှာအခုချိန်အသက်၄50တွေဆိုရင် စာမသင်ခဲ့ရတဲ့လူတွေကများပါတယ်။နည်းနည်းပါးပါးတက်လေစာဖတ်လေးဖတ်တာမရှိကြဘူး။ဖတ်ဖို့အချိန်လည်းမရရှာကြဘူးလေ။ဒါပေမဲ့သူတို့ကပေါ်ပေါ်ဆဆတော့မထင်းလေးနဲ့ခမ။သူတို့မီယိုဖလာအယူဆတွေခိုင်မြဲတယ်။ကြာဘူးနာဝတရားဓမ္မနဲ့ဇတ်တပင်လားဘ ഹു တုဒ္ဒတွေကလည်းရှိကြတော့သူတို့ယုံကြည်မှုနဲ့သူတို့ဖူလုံပြီးသား အခုကြုတ်ပြောပြမယ်လူဝင်စားကိစ္စကတော့သူတို့လူတိုက်ထဲမှာအထူးစပယ်ရှယ်ပါပဲသူတို့သားချင်းထဲမှာလူဝင်စားတွေမကြာခဏပေါ်ပေါ်လာတတ်တဲ့အနက်ကနေအခုနောက်ဆုံးပေါ်ကလေးပြောပြရရင်ဖြစ်ခုနပြောခဲ့တဲ့မလှခြုံရဲ့မြီးပေါ်ခမညာဝင်စားတဲ့သူကတော့ဆိုရင်ဒီကလေးရဲ့အဖိုးဖြစ်မယ်ပေါ့အဲနေုံသူတို့ဆွေမျိုးစင်းစရာချပြရအောင်မယ် မလချုံရဲ့ယောက်ျားနမင်ကကိုထုံးကြီးမလချုံတို့ရဲ့သမီးအကြီးဆုံးကမြှချစ်ကလေးဒီမြှချစ်ကလေးပဲဗောလူဝင်စားမွေးရသူလူဝင်စားမွေးတာအဖြစ်အကြီးဆုံးကလေးနဲ့အခုတတရကလေးဘောင်းနှစ်ခိရှာပြီဗောအကြီးဆုံးကဆိုရင်သူ့ဘာကြီးပြန်ဝင်စားတာတဲ့အေးစရင်ထက်ခွဲပြအောင်မဒါလို့လေမလှချုံရဲ့အမေနမေကဒေါ်ကြာညူ ဒေါ်ကြာညိုယောက်ျားကဥမြအဲဥမြသေးတဲ့အခါမှာမြချစ်ကလေးဝမ်းနေကိုတဦးဖြစ်နေဝင်စားတယ်ခမဒါကြောင့်ဒီကလေးကိုမောင်မြလေးလို့နာမည်ပေးတယ်ခမအခုတတရမြောက်သားလူဝင်စားကြတော့ရင်စိန်လေးတဲ့ခမဘာကြောင့်လဲဆိုရင်အတာကမလချုံယောက်ျားကိုထွန်းကြီးရဲ့အဖေဥပါစိန်သေးပြီးခမဲခမကဒီဘဝမှာမြီးဖြစ်သူ မြချစ်ကလေးဝန်းထဲကိုဝင်ပြီးညီကိုရင်ဖြစ်ရတယ်ပေါ့မနှိတ်လားကွယ်ယိုအဲ့ဒီတော့ဒေါ်ဂျာညူကလေသူ့ယောက်ျားသေးပြီးဝင်စားတဲ့သူ့မြေးကလေးမောင်မြကလေးကိုချစ်လိုက်တာအမွန်အေးဥပါစိန်စနီးမတ်ပူတို့ကလေသူ့ကျင်ရဟောင်းမြေးကလေးမောင်စိန်ကလေးကိုထိုးနီး၎င်းပဲပေါ့ခမညာဒီကလေးတွေကများသောအားဖြင့်အဖွားတွေရဲ့ခဒုခင်ပေါ်မှာကြီးကြပြီးနှုတ်ဖြတ်တဲ့အခါဆိုရင် သူတို့ဖိုးဖွားတွေနဲ့ပဲအိတ်ကြတော့တယ်ခမညာဒီနေရာမှာခမညာတို့ကဒီကလေးတွေဟာဘာကြောင့်လူဝင်စားများဖြစ်ကြတယ်ဆိုတာသိရသလဲလို့စော်ကြောကျင်ကြပြီလိမ့်မယ်ကျုပ်ပြောပြပါမယ်တော်ကြညူယောက်ျားဥမြသေးတဲ့အခါမှာမလာချုံရဲ့သမီးမြချစ်ကလေးရအိမ်အောင်ကြစားခမညာအဲ တဦးကလေးမွေးတော့ကလေးဟာတော်တော်ချူကြသဗျ။ညညထထငိုတယ်။ဒါနဲ့ကျုပ်တို့တော့ရွာတဲ့လေတိုင်းနတ်ဝင်သေးစီမှာဆန်ခွက်သွားကြည့်တော့ဒါလူဝင်စားပဲ။ဥမြဝင်စားတာပဲ။ဥမြဝင်စားတာ ခမဲလူလူငိုတာ။ဖွာအေးကြီးကမြီးကိုခမဲပေးလိုက်လို့အတက်ဟောလိုက်သိုးတကူဗျာ။ဒီတော့မှဒေါ်ဂျာညူက ဦးမြရဲ့ကြံခဲ့တဲ့လက်စွပ်ကိုမိကလေးလဲပင်ဆွဲပေးလိုက်တဲ့ဗျာဒါနဲ့ဒီကလေးညံ့ညံ့အငိုရက်သွားကောလားလို့ခမစော်ကြောကျင်သေးတယ်မဟုတ်လားမှန်တယ်လက်စွပ်လဲပင်ဆွဲပေးပြီး၄ရက်လောက်ပဲငိုတော့တယ်ဘာကြောင့်လဲဆိုရင်ဒီနတ်ဝင်တွေကဒီကလေးတို့ဘယ်ဘက်အရက်ကဆရာကိုခေါ်ကူပါလို့နတ်ကပြောတဲ့အနေနဲ့တဆက်တည်းဟောလိုက်သေးတကူဗျာတကယ်တည်းနတ်ဝင်တွေဟောတဲ့အရက်မှလည်း တငင်နာဆရာဥထိပ်ပိတ်ကအသင်ရှိနေပြီသားဒီတော့မှသူတို့အားလုံးကပဲယုံကြည်သွားကြတယ်ဥမြမသေးခင်တုန်းကသူ့မိကလေးကိုအလွန်ချစ်တာလေပြန်ပြီးစမြုံပြန်ကြတယ်ဒီမိကလေးကိုဥမြကချစ်လွန်းလို့ပဲမြချစ်ကလေးလို့နာမည်ပေးတာပဲကြည်ဒီတော့သူ့မြေသူချစ်လို့သူ့မိဝန်းနဲ့ဝန်စားတာကိုဘယ်တန်တဲ့ရဖြစ်เสียလို့တော့မတော့အခု ဥပစိန်သေးပြီးဝင်စားတာလေဒီနီးဒီပုံမှာပဲခမဥပစိန်မသေးခင်တော့ကလေဒီမြီးမာကလေးကိုတိတ်ချစ်ခဲ့တာပါပဲဩဥပစိန်သေးပြီးတနေ့လောက်အကြာမှမြားချစ်ကလေးဒီတက်တရမြောက်သားစိန်ကလေးကိုမွေးတာပဲကဲပြန်ဆန်းစစ်ကြည့်စမ်းမြားချစ်ကလေးရဲ့ပထမဆုံးသားကမအေဘက်ကဘာကြီးတက်တရသားကဖအေဘက်ကဝင်စားပုံဝင်စားနည်းရလေမြတ်မြတ်နဲ့မှတတ်တာလည်းရှိပါပြီတဗျာ ခုဒုတိယသမီးလေးကပဲလူဝင်စားမဟုတ်တာဒီကလေးမလေးမွေးတော့ကသူမမွေးမီတစ်နှစ်ပတ်လည်လောက်မှသူတို့ဆွေမျိုးတွေကထင်ထင်ရှားရှားသေသွားတဲ့သူကလည်းမရှိပဲကိုဗျနို့မဟုတ်ဒီကလေးမလေးလေလူဝင်စားပဲဖြစ်ရအောင်ပါပဲဘာကြောက်လဲဆိုရင်သူတို့အမျိုးကစပယ်ရှယ်လူဝင်စားတာတဲ့ဗျမလှချုံလေဒေါ်ကြာညိုရဲ့ညမမကြပြောအပြူဘွားနဲ့တည်ပြီးဝင်စားတာဆိုတကူ မလာချုံအပြူဖြစ်တော့ရင်မတ်ကြဘူးသေကာနီးတော့ကနေတဲတူတပြားတဲ့ဒေါ်ဂျာညိုပြောလေးရှိတယ်ငါကြိုက်ပုံချင်းထမိန်နဲ့နှက်တုပ်ပုံချင်းတော့တူတပြဲ့ဗျာအံ့ဩဒီနေရာမှာခမရကသူတို့လူဝင်စားကြတာလေသူတို့ဆွေမျိုးတွေရကြီးလှဲ့ဝင်နေကြရောလားတခြားကများဖောက်မဝင်ကြတော့ဘူးလားလို့စောကြောကျင်စိတ်ပေါ်ကောင်းပေါ်လိမ့်မယ်ကျုပ်သိသည်များပြောရရင်တော့ နှစ်ဦးဖောက်ဝင်တာကိုတွေ့ရတယ်ဗျတူကဥစားစားဘွားကလာတာတဲ့တူကတော့ဟင်အံ့ဩစရာကောင်းတယ်မလာချုံရဲ့ဦးလေးအရင်ခေါခေါကိုတတ်ပစ်လိုက်တဲ့လူကမလာချုံရဲ့ဝန်းထဲကိုဝင်စားတာအခုဆိုရင်အဲ့ဒီကလေးကအပြူတောင်ဖြစ်နေပြီလူတတ်တဲ့လူစိုးလူမိုက်ဘွားကနေပြီတတ်မလွန်မှာမိန်းကလေးလာဖြစ်တယ်ဆိုတော့တဲပြီးသဘောတကားရလဲကောင်းတယ်ဗျာ အလောက်ကိုင်းလဲအင်မတန်တော်တယ်အိမ်ဒီလည်းရှိ လူကြီးတွေကိုလည်းကြောက်ရွံ့ရိုသေတတ်တယ်။ဘာကြောင့်ဒီလိုဖြစ်လာသလဲဆိုတာ အမေသူတို့မှလေဟိုဘဝဒီဘဝဆက်ပြီးအကျိုးအကြောင်းတွေပြောစရာတွေရလေအပြည့်ပဲရှိတယ်ဗျာ။ကဲသူခဏထားပြီးဥစ္စာဆောင်မလေးဝင်စားတဲ့အကြောင်းပထမပြောပါဦးမယ်။ဒေါ်ဂျာညူအမရဲ့သမီးမလှဘုံကမွေးတာခမညာ။အဲ့ဒီငယ်မလေးကခြေလက်အင်္ဂါလည်းမတန်ဘူး။ စကားလည်းမပြောတတ်ဘူးစွန့်အားကလေးပါပဲဒါနဲ့သူတို့မင်းနေကြနှက်ဝင်တယ်ဒေါ်ရုပ်ဆိုးကဟောတယ်အုပ်စားစားဝင်စားတာတယ်ခမညာခြေလက်အင်္ဂါမတန်တာကတော့လူဘဝမှာပျော်ပြီး အကြာကြီးမနေအောင်နဲ့စကားမပြောနိုင်တာကတော့သူစောင့်ခရရတဲ့တိုက်ကဘယ်မှာရှိတယ်ဘလူယတနာတွေဘလူထားတယ်ဘာကောင်တွေကစောင့်နေရှောက်နေဆိုတာရှောက်ပြောမှာစိုးလို့တယ်ခမညာဒါပေမဲ့ ကိုရင်သွေးကိုသားချင်းအနေနဲ့လူလာဖြစ်နေတော့မှာညီတို့ကောင်းကောင်းပြုစုကြပါတနေ့မှ तू ဟာချစ်လက်အင်္ဂါတန်ဆန်းမလာဘူးစကားမပြောနိုင်ဘူးလို့ဘသူမှအတက်မဟောနိုင်ပါဘူးနှုတ်ပြီးတို့လူတိုက်ကြီးရလေသူတို့တွေကဥစ္စာသောလူဘဝရောက်လာတော့ကောင်းမှုကုသိုလ်ပြုဖို့ပစ္စည်းဥစ္စာတွေကိုတနည်းနည်းနဲ့ပို့မပေးဘူးရဲ့လို့လဲမပြောနိုင်ဘူးတည်းရဲ့လားအဲ့ဒီလို့ ဒေါ်ရုပ်ဆိုးကဟောလိုက်သေးတော့အမေသူတို့ဆွေမျိုးတိုက်ကဒီဒုက္ခိတမကလေးပေါ်မှာစိတ်ဝင်စားကြပြီးတော့ကောင်းကောင်းမွန်မွန်ပဲပြုစုကြွေးမွေးကြတယ်ချစ်ချစ်ခင်ခင်ချင်းချင်းနာနာလည်းရှိကြတယ်ဒုက္ခိတမလေးရဲ့လိုပဲကလေးချင်းရတော့နှိမ်နှင်းချင်းနှိပ်ဆက်ချင်းမပြုတ်ကြပါဘူးခမညာဒါမင်းဒီကလေးမလေးကတဲပြီးသက်ဆိုးမရှိကြဘူး၈နှစ်၉နှစ်သမီးအရွယ်မှာပဲ အနှိမ့်စရောက်ရှာတယ်။ဒေါ်ရုပ်စိုးဟောတဲ့အတိုင်းပဲဥษาသောကခိတ္တလူလာ ဖြစ်သွားတယ်ဆိုတော့ဒီကလေးမတေဆုံးပြီးတဲ့နောက်မှာဘလူများအိမ်မက်ပေးအောင်မလဲလို့သူတို့ဆွေမျိုးတလိုက်ကမျောလင့်ကြသေးတယ်ဗျ။အဲ့ဒါနှစ်ကလည်းကြာပြီမို့ကျုပ်လည်းကောင်းကောင်းမမှတ်မိတော့ဘူး။သူ့အမေမလှပုံမှာဘလူအိမ်မက်ပေးတယ်လို့လူရွာအနောက်ဘက်ကတော်တန်းနဲ့ဟင်းရွက်သွားရှာရင် လက်ကောက်တကွင်းမဲ့ကောက်ရတယ်လို့လို့ခမညာပြောသံကြားခဲ့ရသေးတယ်ကျုပ်တို့တော့ရတယ်လေမာနတ်တို့နတ်ဝင်တွေတို့ကိုယုံကြည်တကူခမညာဝါဝင်ဝါထွက်မှာအိမ်တွင်အိမ်မြင်ကြတော့ဘူးအရေးတစုံတစ်ခုရှိရင်ဆန်ခွက်ကိုကြည့်ဘူးအချောင်းထူးရင်ဆိုင်းနဲ့ဘုံနဲ့ပွဲကြီးလမ်းကြီးပေးဘူးနတ်ကတော့နတ်ဝင်တွေဆိုတာကတော့ရွာတိုင်းလိုလိုမှာပဲရွာအကြီးနဲ့အငယ်လိုက်ပြီးအနည်းနဲ့အများတော့ ရှိကြတာပဲရွာကြည့်တယ်ဆိုရင်သူ့ဘိုင်းနဲ့သူကိုယ့်ရက်ကွက်နဲ့ကိုကဲကျုပ်တို့ရွာမှာဆိုရင်ကျုပ်တို့တောင်ပိုင်းကဒေါ်ရုပ်စိုးအဲဟိုမြောက်ပိုင်းကတော့ဒေါ်အိမ်မင်းဒီနဂရော်တွေကသူ့ရက်ကွက်နဲ့သူဟောရရင်ဇွေမျိုးကြီးအိမ်နွေးကြီးကိစ္စတွေမှာတော့မှန်တတ်ကြသည်ဗျတို့နတ်ဝင်တဲ့အချင်းချင်းကလည်းတစ္ဆာစောင့်တည်ကြတယ်ဘယ်လိုလဲဆိုရင် ဥပမာကျုပ်တို့ရွာတောင်ပိုင်းကမမေခါကကိုရက်ကွက်ကဒေါ်ရုပ်ဆိုးကိုကြော်ပြီးမြောက်ပိုင်းကဒေါ်အိမ်မင်းစီသွားပြီးနတ်မင်းမယ်ဆိုရင်မဟောဘူးခမညာဒေါ်ရုပ်ဆိုးစီမေးပါလို့ပြန်လှွတ်တယ်တကယ်လို့မမေခါကဟာကျုပ်ဖြစ်ဒေါ်ရုပ်ဆိုးနဲ့ရန်ဖြစ်ထားလို့ပါသူ့စီတော့မဖြစ်ပါဘူးကလေးညညထငူနေရလဲလေးငါးရက်တောင်ရှိနေပြီဒုက္ခပါပဲ ညဉ်ညူရင်းဖြင့်ဒေါ်အိမ်မင်းကကဲဒါဖြစ်လေငါမက်ရုပ်ဆိုးစီခွင့်ပန်အောင်မယ်ပြောပြီးတို့ချင်းတွေ့ဆုံနှီးနှောပြီးတော့မှမက်မေခကလေးတို့ဆန်ခွက်ကြည့်ပေးတတ်သည်ဗျာဒီတော့လေဒေါ်ရုပ်ဆိုးဟောတယ်လို့ပဲမှန်တာပဲခမညာအဲ့ဒီလိုမှန်ကြလို့တို့ဟောလိုက်ရင်ဖြစ်နတ်ကိုယုံသူမှန်သည်မလွယ်လွယ်ကူကူပဲတို့အဟောကိုယုံကြသည်ဗျာအဲ မလာချုံရဲ့ဦးလေးအရင်ခေါက်ကကိုကြာရွက်ကိုတတ်တဲ့လူမိုက်ဖိုးစော်ဟာကိုကြာရွက်ကိုတတ်ပြီးတစ်နှစ်လောက်အကြာမှာသူ့လိုပဲလူမိုက်ချင်းချင်းကပြန်တတ်လို့သေခြင်းဆိုသေပြီးမှမလာချုံဝန်းနေသမီးကလေးအဖြစ်ဝင်စားတယ်လို့ဒေါ်ရုပ်ဆိုးကဟောလိုက်တာကိုဖြစ်တော်တော်ပဲမယုံကြည်စရာဖြစ်ကုန်ကြသည်ဗျာအဲ့ဒီကလေးမလေးရဆိုရင်မွေးလာကလေးကခြေလက်အင်္ဂါမကောင်းရှာဘူးခြေချင်းဝတ်လက်ကောက်ဝတ်တွေမှာ ကျိုးနဲ့ရစ်ထားသလို့ ြည်ပြီးဖြစ်နေတယ်။တချို့ခြေချောင်းလက်ချောင်းအဖျားစိတ်ကလေးတွေမှာရစ်ပြီးပြက်လုတဲတာတွေလည်းဖြစ်နေတယ်ဗျ။အဲ့ဒါကြောင့်ပဲဒါကြောင့်ဖိုးဆော့ဝင်စားတယ်လို့ဆိုခြင်းဖြစ်တယ်ဗျ။ဘယ်လိုတုံးဆိုရင်တော့ဖြစ်။အင်းတို့ရာဇဝင်နဲ့ရှင်းမပြော။တချိန်ကကျုပ်တို့အရက်မှာ ရဲဘော်ဘူးအုပ်ဆိုးစဉ်ဥပဒေမဲ့မင်းမဲ့ကာလာဆိုပါတော့ဒီခါမှာဘေးရန်ညို့ရဲ့ကြောင့်မသိဖိုးဆော့ဟာကိုကြာရွက်ကိုတတ်ပစ်လိုက်တယ်ဗျအဲ့ဒီကတနှစ်လောက်ကြာမှာတော့အခြားလူမိုက်တအုပ်ကဖိုးဆော့ကိုတတ်ပစ်ပြန်ရောခမညာဖိုးဆော့ဟာကိုကြာရွက်ကိုတတ်စဉ်ကတယောက်ချင်းပဲလက်ဦးအောင်ရင်အုံကိုဓမြောင်နဲ့ထိုးတတ်လိုက်တယ်ဗျအေးဖိုးဆော့ကိုတတ်တော့ ဟိုကလူများတယ်တရိတ်ဆန်းလိုအတင်းဖန်းခေါ်သွားပြီးချက်ချင်းတတ်မပြစ်သေးပဲဂျိုးနဲ့ချီထုတ်တမ်းမှဇောက်ထိုးဆွဲပြီးတော့ရိုက်နှက်ပြီးတေလူမျိုးပါဖြစ်တော်မှဂျိုးဖြီပေးထွက်ပြေးခိုင်းအဲ့ဒီတော့မှ နောက်ကနေတနတ်နဲ့ပြစ်တက်လိုက်တယ်ဒါကြောင့်ဖူးစော့တေလူလူဖြစ်လာတဲ့အခါအဲ့ဒီကလေးမကလေးမခြေစစ်လက်စစ်ကလေးတွေကျင့်နေတာဟာဟိုဘွားက ဖိုးစော့ကိုကျိုးနဲ့တုတ်ခဲ့တဲ့ဒံယာတွေတဲ့ခမ။အတဟာထောင်းသူများတက်ခဲ့တဲ့ဖိုးစော့လိုလူစိုးလူမိုက်ကလူသက်ခံရလို့ဥပိ္ပစေတကကံနဲ့တေချင်းစိုးတေပြီးချက်ချင်းပဲလူပြန်ဖြစ်ရသလားဆိုတာကြတော့လာပြန်တဲ့ဗျ။တို့တို့ဂျာဘူးနာဝါရှိတဲ့တရားတော်မှာကတတဝါတို့ကံကြမ္မာဟာအလွန်ဆန်းကျယ်တယ်။အကုသိုလ်ရဲ့ကုသိုလ်ရဲ့နှစ်ခုရှိတဲ့အနက်က အဲ့ဒီကာလာမှာတမျိုးစီခံစားရတယ်အကုသိုလ်ကံဖိစည်းနေတဲ့အခါမှာမြည်မြပင်ကောင်းကောင်းမုံမုံနေုံတော့အတိတ်ကအကုသိုလ်မကုံသေးသမျှဒီတန်ခံနေရအောင်ပါပဲအဲကုသိုလ်ကံအကျိုးပေးကကြုံနေပြန်ရင်လေဘလို့ပဲမကောင်းမှု ပြုနေုံတော့ကုသိုလ်ကံကျွင်းကတင်းခံနေုံမှာပဲတဲ့ဗျဖိုးစော့လူပြန်ဖြစ်တာလေထိုနီး၎င်းပဲတဲ့ ကိုကြာရွက်ကိုတတ်တဲ့အကုသိုလ်ကံမပေါ်သေးဘူး။ဒီအရင်ကပြုခဲ့တဲ့ကုသိုလ်ကံကျွင်းကရှိနေလို့လူပြန်ဖြစ်လာရတာတဲ့ဗျ။ကြည့်ဒါဖြစ်လေလူပြန်ဖြစ်ချင်းဖြစ်ရင် တခြားသူဝန်းနဲ့ဝင်မာတော့လား။ဘယ်နဲ့ကိုတတ်ခဲ့တဲ့ကိုကြာရွက်ရဲ့တူမမလှချုံဝမ်းထဲမှာမှဝင်ရသလားဆိုတာကြပြန်တော့လေ။အာမင်။သူတို့တီတူပြောကြတာရှိသေးပြု။ဟဲ့ဟဲ့။နှုတ်ပြီးတော့ ဟိုးဆိုဟာကိုကြရရကိုတက်ပြီးမှသူ့အမားကိုသူတိပြီးနောင်တရတာလည်းဖြစ်ပြီးဒီအမျိုးတွေဝင်ပြီးကျေးဇူးဆက်ကျင်စိတ်ပေါက်တာလည်းဖြစ်နိုင်တယ်လို့ဆိုကြပြန်သေးတယ်ဗျာအဲ့ဒါကြောင့်ကြည်ပါလားတဲ့ဒီကောင်မလေးကဘလောက်အလောက်ကန်ကောင်းတယ်လေအလုံးနဲ့ပြတ်တယ်မရှိဘူးသူတို့အိမ်ကရကန်းခတ်တန်ကမပြတ်ချားနေရတာပဲနိုဘီဒီကလေးမလေးကထွေးလီကာလီလဲမဘူးစားတတ်ဘူး အပြင်ထွက်လေခြင်းလဲပြုခြင်းလဲမရှိဘူးအိမ်ဒီတိတ်ခါရှိတယ်ဆိုတာလေဟုတ်ပါတယ်သူခြေပြားလက်ပြားကလေးတွေလူမြင်မှာတော့စိုးရင်ရှာပါတယ်အော်ဖိုးစော့မင်းဟိုဘွားတော့ကမိုက်မဲရန်ငါခဲ့သမျှဒီဘွားမှာတော့တဲပြီးလိန်မာလိုက်ပါလားကွယ်အဲ့လိုမျိုးပြောတဲ့လူတွေကလည်းရှိသေးတယ်ဗျအခုကျုပ်ပြောတဲ့လူဝင်သားတွေအကြောင်းကိုခမရကတော့ယုံညံ့မှယုံမယ်ပေါ့ ကျုပ်တို့ရွာကဒေါ်ကြာညိုတို့လူတိုက်ကတော့အဟုတ်ပဲယုံကြည်ကြသည်ဗျသူတို့ယုံကြည်တဲ့အကျိုးကျေးဇူးလေခံစားရပါတယ်ကြည်လေဒေါ်ကြာညိုရဲ့ယောက်ျားဦးမြဟုတ်လားနိုဘီမလာချုံယောက်ကမဦးဘစိန်တို့ဟာစိန်ကလေးမြကလေးအမိနဲ့သူတို့ဆွေမျိုးတိုက်ထဲမှာ လူပြန်ဖြစ်နေကြတော့သွားလေသူမိဘအတွက်ဘာမှပူစရာမလိုတော့ဘူးနှစ်လေတပိတ်တီတော့ ထပ်ပြီးတွန့်နေစရာမလိုတော့ဘူးပေါ့ခမညာနှုတ်ပြီခမညာတို့တချို့မြို့ကြီးသားတွေလိုပဲကွယ်လွန်သွားသူကိုဗန္နလာမြောက်ဗန္နနှစ်မြောက်လွမ်းဆွတ်တရိယာကြောင့်တတ်တပတ်ဆံကုန်ခံပြီးတရင်စာလေးတဲထဲနေစရာမလိုတော့ဘူးကဲဖူးစော်သေးပြီမလာကြုံဝန်နေဝင်သားတဲ့အကြောင်းလဲထပ်ပြောရအောင်မယ်အစာဥပါဖြစ်ဖိုးစော့ကဒေါ်ကြာညိုရဲ့မောင်းမလာကြုံရဲ့ဦးလေးအရင်ခေါက်ခေါက်ကိုတတ်ခဲ့တာဖြစ်လေတော့ ခစ်ပြက်ထဲမှာယုံတင်လေအမှုမလုပ်ရတော့ဒေါ်ကြာညိုတို့ဆွေမျိုးတိုက်ဖိုးစောတို့ဆွေမျိုးတိုက်ဟာတစ်ဖက်နဲ့တစ်ဖက်ပဋိပက္ခဖြစ်နေလိုက်ကြတာဒေါ်ကြာညိုတို့အထက်ရပဲဖိုးစောတို့ဘက်ကပြန်ပြီးဂလေသားခြေတော့မလို့လို့ဟိုဘက်ဆွေမျိုးနဲ့ဒီဘက်ဆွေမျိုးလေခေါ်ချင်းပြောချင်းမရှိကြအဲဖိုးစောလေမလာချုံဝန်းနေဝင်စားတယ်လေဆိုရောခမညာအဲ့ဒီပဋိပက္ခမှုဟာတခါတည်း ကြည်အေးသွားတော့တာပါပဲဘိုးဆော့မိမမဲကြံရဆိုရင်ဘိုးဆော့ကြံခဲ့တဲ့ပစ္စည်းကလေးတွေကိုလာပြီးခမဲပေးရတာနဲ့သူ့လင်ဝင်စားကလေးချော့မြူရတာနဲ့တော်တော်လေးကြီးတဲ့အခါမှာသူ့အိမ်ခေါ်သွားပြီးကျွေးရမွေးရတာနဲ့တခါတည်းဆွေမျိုးနှစ်ဖက်ရွှေလန်းငွေလန်းပေါက်သွားတာပါပဲခမညာကဲမနှိပ်ဘူးလားဗျာသူတို့ယုံကြည်မှုနဲ့သူတို့ ကဲ့ပါစိုက်စရာတော်တာဆိုရဲ1996ခုနှစ်ဇွန်လငွေတားရေးမဂ္ဂဇင်းမှလူဝင်စားဆိုတဲ့ဝတ္ထုတူကိုကျွန်တော်ຫນွေလင်းရန်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့သူများတယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမှတွေ့လို့အိပ်စစ်တန်လိုရာပြည့်ကြပါစေ။ကျေးဇူးတင်ပါတယ်။